1965ခုနှစ်ကပေါ့ရန်ကုန်လှဲတဲ့ဝင်းကျင်ဟာအခုလိုလူနေတိုက်တာအဆောင်တွေနဲ့စီကားလှခြင်းမရှိသေးပါဘူးလူနေတဲ့ငွေတွေပြန်ကြလူတန်းစားတွေခြေချနေထိုင်ရရက်ွက်ကြီးများတာရန်ကုန်ကြံတော်တင်ကြိုင်တဲ့နေကြတာဖြစ်လို့လူတန်းစားမျိုးစုံစုဝေးရရက်ွက်ကြီးဖြစ်ပါတယ်လူစိုးလူမိုင်းတွေလည်းရှိတယ်မွေးရစေရောင်းသူတွေလည်းရှိတယ်တရားမဝင်ဘိန်းကတွေလည်းရှိပါတယ်အောက်လန်းဆရာတွေရွာသူဆုံးတွေကဝေးတွေပညာသည်တွေလည်းစက်စားနေထိုင်ရနေရာကြီးပေါ့ အောက်လန်းဆရာများစွာရှိတဲ့အနက်ကောလီလို့မြင်ရတဲ့အောက်လန်းဆရာဟာတော်တော်ထင်ရှားတယ်ဗျကောလီကလူကြီးလဲတဲ့ပါနဲ့တဲ့ကောက်ချစ်တဲ့ကလင်ကကြစ်ကြတယ်တစ်ဖက်သားကိုပြူစားတဲ့အခါမှာကောလီတုံးတဲ့အင်းဟာအလွန်ဆွမ်းတယ်အလွန်ကြောက်ဖို့ကောင်းတယ်ပြောရမယ်ဆိုရင်တော့ကောလီရဲ့ဆရာကိုင်းသမားဆီဟာတခြားအောက်လန်းဆရာတွေလိုက်မမီအောင်ဆွမ်းထက်လာပါလိမ့်သမားစီလို့ဆိုတည်တယ်အောင်ဒီဆေးဟာခက်ဆေးပါဒီဆေးမိသွားရင်ကောလီပြုသမ ्या လူပါလေကောလီစီသမ ्या ခိုင်းသမ ्या မဆိုင်မတော့ဖြည့်စီးပေးရပါလေ ဒီလိုဖြစ်ချင်းကိုအထက်လန်းဆရာတို့ကခတ်ဆေးမိတယ်ဆိုတော့ခတ်ဆေးပင်းတယ်လို့လည်းသတ်မှတ်ကြပါလိမ့်ဘလိုမျိုးဆိုပါစေကောလီရဲ့သမားဆေးမိသူပေါင်းဟာကောလီမရွှေလိုဒီဆိုတာနဲ့လက်မဝတ်တဲ့ရွှေလက်ကောက်ချူပေးရတယ်ကောလီကငွေလိုတယ်လို့စကားဆိုင်ပေးစရာမရှိ နေတဲ့အိမ်တော်ရောင်းချပြီးလူများငွေပေးရတယ်ကောလီရာဂါမီတောက်ရင်တော့ပြူပြူအိုးမျိုးသမီးတွေဟာလူလူလလပဲဆရာကောလီကို ဖြည့်ဆည်းပေးရတာပေါ့ဒီနေ့ပေါ့ကောလီနေထိုင်ရက်ွက်သေးကို မကျင်စီလို့နာမည်ရတဲ့အမျိုးသမီးကြီးတူပြောင်းရွှေ့လာပါလေမကျင်စီပြောင်းရွှေ့လာပြီးနောက်လောက်ကွယ်ရည်မှာရဖန်ရံကတွေ့ရတဲ့အဆုံးကြီးတောက်တွေဟာလုံးဝပျောက်ကွယ်သွားပါလေရွာသူကအဆုံးမငယ်ချူအားအခြားရွာတွေကိုတတုတ်ရိုက်ပြောင်းရွှေ့သွားပါလေကျင်းရင်နေတဲ့အဆုံးပညာသည်တို့ဟာမကျင်စီရှိရာအခစားဝင်ကြရပါလေမကျင်စီကိုဝကြည်ဝင့်ငယ်ဖြည့်စည်းရတဲ့မကျင်စီစီမာတပည့်ခံပြီးပညာရည်တို့တောက်ဆိုပြီးတော့ စုံးပညာလမ်းကိုတဆင့်ပြီးတဆင့်မြင်းတထမ်းမြင်အောင်အားထုတ်ရပါလေ။မက်ဂျင်စီရဲ့ဂုံတဲ့င်းဟာတော်တော်လေးကိုပြန့်တော့ပါလေ။မက်ဂျင်စီကိုမျိုးပြောတယ်ဗျာ။တချို့ကစုံးမကြီး၊ချို့ကကဝေမကြီး၊ချို့ကကဝေပြန်၊ချို့ကတော့ကဝေမြောက်စုံးမကြီး။ဘလို့ပဲပြောပြောပါ မက်ဂျင်စီဂုံတဲ့င်းဟာအဲ့ဒီပညာတဲ့လောကမှာတော့တောမီလို့ပြတ်သွားပါလေ။ဒီနေ့မက်ဂျင်စီဟာသူနေထိုင်တဲ့တဲအိမ်ထဲမှာအေးအေးလူလူထိုင်နေတယ်။အဲ့ဒီချိန်အတူနေမိမငယ်တယောက်ကနေ အမေရေအမေကိုတွေ့ချင်လို့ဆိုပဲအိမ်ဝမှာလူတယောက်ရောက်နေတယ်။သင်းကိုကြည့်ရတာလေလိပ်ပြမလှလိုက်ရပါအမေရေ။မဂျင်စီလဲဝါနဲ့ခင်းထားတဲ့ကြင်ငင်းလေးကိုတစ်ချက်မြတ်ဆွေကြည့်လိုက်ပြီးနောက်အော်အောက်လန်းเสียပါဟဲ့ကိုသင်းချိုင်းတော့အောင်ထားတော့စောင်းကြွားကြွားဖြစ်နေတာဝင်လာပလိစေဝင်လာပလိစေဆိုပြီးပြောဆိုခွင့်ပြုလိုက်ပါလေ။ပါနဘီလူရီလေတဲ့အောက်လန်းစရာကောလီဟာမက်ဂျင်စီကိုယူကျိုးတဲ့မူရနဲ့ဆက်ဆံတယ် အသက်အရွယ်အပြည့်သူ့ထက်ကြီးတဲ့မချင်းစီကိုအမေအမေဆိုပြီးချွဲ့နှဲ့ပြီးစီးရုံနဲ့မချင်းစီကကောလီပြောသမျှမပြောမရေရှူတီတီနဲ့နားထောင်ပြီးဟုတ်ပါပြီမောင်ကောလီစကားတွေပြောနေတာလဲအတော်လေးကြာလာပေါ့ကောတခြားကိစ္စအထွေထူးရှိနေလားမေးလိုက်ပါတယ်ကောလီဟာမျက်နှာပိုးတည်ပြီးဟန်လှုပ်ပြီးတော့အမေပညာစွမ်းကအမကန်အစွမ်းထက်တယ်မလားဒီတော့အမေရေအမေအစွမ်းကျွန်တော်တက်တဲ့ပညာနဲ့ တိတ်တိတင်ခွင့်ပြုပါခမညာဆိုပြီးဥပ္ပတ္တမြင်တဲ့တောင်းဆိုပါလေအမှန်တော့မက်ဂျင်စီကိုပညာပြိုင်မှုမလိမ့်တပတ်စင်ခေါ်တာပါ ကောလီစကားအစုံမက်ဂျင်စီရဲ့အနားမှာထိုင်နေတဲ့ရွာသူငယ်၃လူဟာစက္ကနဲထားလိုက်ပါလေထုံထားတဲ့သပင်းတွေဖြေချတယ်ထမင်းတွေကိုရင်ရှားပဲပတ်လိုက်ပါလေမက်ဂျင်စီဟာအဲ့ဒီရွာသူငယ်တွေကိုလှဲ့တော့မကြည့်ပဲနဲ့လက်ကပြလိုက်ပြီမဲမင်းတို့ အရေးပါရှိလဲကွနေဂျာဆန်းတော့ဟန်တော့မိမပြိုတွေဟာအသီးသီးပြတ်ထိုင်တော့ပါလေကောလီကတော့မသိကြောင်ဆောင်းနေတယ်အမေကိုလေတာသိတိတင်တဲ့နေရေးစင်းလိုခွက်ပူစော်ခြင်းလို့အမေတောက်မှလာပြောစင်စီမိတော့မက်ဂျင်စီကတိုက်တော့လေတောက်လိုက်ရင်ပေါ့ကောလီရဲ့လို့ခက်အေးအေးဖြစ်ပါလေကောလီကရေတစ်ခွက်ယူအဲ့ဒီရေခွက်တွင်လက်ညှိုး၌ဂါရာမှန်းပါလေစိတ်ထဲကနေမှန်းနေပါလေအဲ့ဒီရေခွက်ကိုမက်ဂျင်စီတဲ့လက်နှစ်ဖက်နဲ့ကမ်းပြီးတော့ ်လက်ကျင်စီကတကြိုက်ကြိုက်နဲ့တောက်ချလိုက်ပါလေအဲ့ဒီလိုတောက်ပြီးတော့စင်လဲစင်မှုစွန့်တဲ့ကြားလဲကြားမှုစွန့်တဲ့နင်းလဲနင်းပညာနဲ့နေငါလဲငါပညာမှုကကဲပါလေနင်းပြီးတော့အမေအလဲပေါ်ဆိုတာကောလီပေးထားတဲ့ခွက်ကိုရေဖြစ်စေကဂါရမန်းပါလေအတန်ထွက်မန်းပါလေဂါရမန်းနေတဲ့မက်ဂျစ်စီကိုငေးပြီးကောလီမျက်နှာပြတ်သွားပါလေမက်ဂျစ်စီမန်းနဲ့ဂါရာဟာသူ့စိတ်ထဲကရွံ့နေတဲ့ဂါရာဖြစ်နေလို့ပါ အဲ့ဒီအချိန်ဗရုံးကောင်တွေဟာဝဲပြန်လာပါလေအောက်လန်းကောလီနာကိုရောက်လာပါလေကောလီတယောက်ချွေးပြန်လာပါလေတုံ့လို့လာတယ်အဲ့ဒီအချိန်မက်ဂျစ်စီဟာထုံထားတဲ့စတုံးကြီးကိုဖြေချပြီးပညာမတောက်တစ်ခေါက်နဲ့စမ်းဝင်တဲ့လားကောလီငယ်ဒီမိုက်ကုံစုပ်ရဲ့ကျင်စီတဲ့ရိုးရိုးကျင်စီမဟုတ်ဘူးပဒုံးကျင်စီပဒုံးကျင်စီကဲရော့တော့ထွေထူးမဟုတ်ပါဘူးနင်းမန်းတဲ့အတိုင်းမန်းထားတာတောက်ဝင်တောက်ဆဲလို့ပညာတဲ့မန်းတဲ့ဟုတ်တော့ကောလီတယောက် စောက်တရာမရတုံလှုပ်သွားပါလိမ့်။ဘာရင်လည်းရရှိတဲ့ကောလီဟာကြပြာကြီးအရလှုပ်ထားကြည့်ပြီးစွန်းလာပါပြီထက်လာပါပြီအမေစီရဲ့အဲ့ဒီလိုလေးလေးမျက်ဝါးထင်ထင်ကျွန်တော်တွေ့ချင်လို့နာမို့အရေးဆုံးကြီးအမေထံရောက်လာခဲ့တာမတော်ဝင်ပါဘူးမေမရှင်ဝင်ပါဘူးမေရဲ့မေသားခီးလန်းကစူးညောင်ခလုတ်တွေကိုအမေပညာအားနဲ့ကုညီဖယ်ရှားပေးဖို့အရေးတောင်းဆိုအခါစားလာရောက်ရခြင်းပါဆိုပြီးလူလေလို့စီရောပါလေ။ ဒီလိုနဲ့ပဲလူရည်လဲမာယာများတဲ့အောက်လန်ကောလီဟာဘရုံးကျင်စီကကဝေးပြန်မက်ကျင်စီကိုအပိုင်စီုံနိုင်ပါလေကောလီဟာသူ့ပြူစားတိုက်ခိုက်လို့တဲ့အခါအောက်လန်ပညာတခုဒီတာမကဘရုံးကျင်စီရဲ့ကဝေးတိုက်နဲ့ပါပေါင်းဆက်ပြူစားပါလေသူတို့နှစ်ဦးတိုက်လိုက်ရင်တော်ရုံစရာကုလို့မရတော့ပါဘူးကောလီဟာပိုမိုက်ပိုရုပ်ကန်းလာတယ်အပြစ်မဲ့သူတွေကိုအောက်လန်တက်နဲ့ပို့ပြီးတော့အမျိုးမျိုးခုံမုံဒုက္ခပေးလာပါလေလဲရန်ရက်မှာ ကိုမျိုးစုံရောင်းချတဲ့ကိုမျိုးစုံဆိုင်ကြီးရှိတယ်ဗျ။အဲ့ဒီဆိုင်ကြီးမှာအက်ကာဆာအိုးခွက်ပကံစက်ပြရည်မွေအစုံလင်ရပါတယ်။ဆိုင်းရှင်ဟာဆက်ဆံရေးပြည့်ပြည့်တဲ့ဈေးနှုန်းသက်သာတဲ့ပစ္စည်းရည်တွေကောင်းနေ။ဒါကြောင့်ကိုမျိုးစုံဆိုင်ကြီးဟာဈေးဝယ်သူတွေနဲ့အဆင်သင့်စီကားနေတာပေါ့။ဆိုင်းရှင်စီးပွားရေးဟာတနေ့နေ့တရရိတ်တက်လာတာ ရွှေတွဲလေးငွေတွေလက်လက်ဖြောင်းငွေသီးလို့အဲ့ဒီခေတ်ကာလကအလုံးခေစားတဲ့ဖီယက်ကားတော့မှဝယ်စည်းနိုင်တဲ့အထိစီးပွားတက်လာတယ် ဒီစီးစဲဥစ္စာနဲ့တူမနာလို့မရှုစိတ်သူတွေလည်းများလာတယ်ဒီလူတွေကအောက်လန်းကောလိစီသွားပြီးတော့ကုံစံကြီးပျက်စီးရပျက်စီးကြအောင်ဖန်တီးအားထုတ်ပါလေအောက်လန်းကောလိနဲ့ဗရုံးကျင်စီတို့ရဲ့ပူပေါင်းစီရင်ကြောင်းကုံစံလင်မယားမသိမမြက်ဖြစ်လာတယ်လင်မယားစံပြေလို့စိတ်ညစ်ညူတဲ့ဈေးလာဝယ်သူတွေပေါ်ဆက်ဆံရေးနဲ့မပြေမပြက်အလော့နဲ့ဝယ်သူတွေရော့ဝင်ငွေတွေကြလင်မယားပိုစိတ်ဝမ်းကွဲစိတ်ညစ်တာအကြောင်းပြုခင်မုန်းကအရက်တော့ နင်းနေငငမှုစိတ်ဆင်းရဲတာအကြောင်းမျိုးမိမကဖဲကစားမိုးလေးမုတ်ထုတ်ဖဲရိုက်ဒီလိုနဲ့ဈေးဝယ်သူတွေနဲ့အစင်မြဲစီကားတဲ့ကုန်စံကြီးဟာဝယ်သူမရှိသေးတဲ့အောင်ခြောက်ကပ်သွားပါလေဝယ်ထားတဲ့ကားလေးလည်းရောင်းလိုက်ရပါတယ်ဆွေမျိုးပိတ်တင်ကောင်ချို့ဟာအကြံပြုချက်နဲ့ပရောဂါကုဆရာချို့ကိုပင့်ဖိတ်ကုပေမဲ့ထူးမခြားနာပါဘူးဒီနေ့ကိုအောင်ခင်းလို့မိရတဲ့ဆရာကြီးဟာကုန်စံကြီးကိုပရောဂါကုဖို့ရောက်လာပါလေ ဆရာဦးအောင်ခင်ဟာရွှင်ကျော်အိစာတရာမဟိတိစေဂိုင်းဝင်ဗျာအဲ့ဒီခေတ်ခါကနာမည်ကြီးလာတဲ့ရွှင်ကျော်ဆရာကြီးအဖေကြီးဦးမြခင်ရဲ့တပည့်ကြီးပေါ့ကုန်းစောတဲ့မိသားစုရဲ့မိတ်ဆွေချို့မှဆက်သွယ်ပင်ဖိတ်လို့ဆရာကြီးရောက်လာပါတယ်မိုးရင်းကလာလေးပေါ့ဆရာကိုအောင်ခင်ဟာမိုးမီလို့ဒီလိုလုံးတတ်တော့ရွှဲလို့အင်ရှင်ကပစိုးနဲ့အင်ဂျီထုတ်ပေးတယ်ဆရာအကောင်ကဝက်ပြီး blog ဆက်သွယ်ခြင်းစပါတယ် ကိုငင်းဆန်းသလိုက်တော့လူနာမှာအောက်လန်တိုက်အင်းတိုက်အစိမ့်တိုက်ကဝေးတိုက်အိုးအတိုက်တွေမနေပါလားတွေ့ရပါလေအဲ့ဒီလိုဆန်းသက်နေစမှာလူနာဟာလူစိတ်ပြောက်ကခန္ဓာကိုယ်တစ်ခုလုံးတဆက်ဆက်လှုပ်ခါပြီးအစွဲဝင်လာပါလေငါမခေါ်ပဲဝင်လာတဲ့အစွဲဘသူလဲပထမဦးဆုံးဖျားဥတိုက်ဆန်းလို့ဆရာကိုအောင်ခင်ကပြောတော့ဝင်နေတဲ့အစွဲဟာကိုအောင်ခင်အင်ဂျီအိတ်ကကိုမျိုးလုံးပြူသေးချကြည့်ပြီးတော်တော်တောက်တုံးကြတဲ့ဆရာ ပရောဂလာကူတာလူနာအင်ကြီးရွေးဝတ်တဲ့လားဟဲ့ဆရာရဲ့အဲ့ဒီအင်ကြီးအိမ်မှာတဇူဝါအင်ထဲထတာနေမသိဘူးလားနေပညာလုံလုံးလို့နေမသိတာကံကောင်းတယ်ပတ်အေးကဝေးပြန်ကျင်စီပရုံးကျင်စီဆိုတော့ငါပဲပြန်လာအောင်မှာဆိုပြီးကောက်ကံကထတော့ပါလေဆရာကောင်းခင်မအစွဲအရောတော့ကအချိန်မီမချုပ်ထားတဲ့အတွက်ထွက်သွားနိုင်ခြင်းဖြစ်ပါလေအစွဲကို short term တွေတက်ဆရာကောင်းခင်တော့နော်ရပါပါလေ ဒါနဲ့ပဲဆံရကချုပ်တာဆံရကချုပ်ပြီးဖះဥဒ္ဒစီစသဖြင့်အမိန်ဥခဲ့ရင်တော့အဲ့ဒီလိုထင်သလိုလုပ်လို့ရမှာမဟုတ်ပါဘူး။ဆရာကောင်းအောင်ခင်လဲကြောင်းအန်းဖြစ်ပြီးအင်ကြီးအိတ်ကတဲ့စစ်ကြည့်လိုက်တော့တဇူးဝါနဲ့စီရင်ထားတဲ့အင်ချက်လေးပြ။အဲ့ဒီအင်ချက်ရှိအဆောင်တွေကိုပညာအမိန်နဲ့ချုပ်ထားပြီးကုသပွဲထိုးတဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်ကုသခြင်းစပါတယ်။ ထမဆုံးအော်လန်ကောလီကိုလာတယ်ကောလီကလူကြီးလဲမာယာများတယ်ဆရာကောခင်ကိုမြို့မြို့ဖုံဖုံလင်ညာလှည့်စားတယ်နီးပေါင်းစုံနဲ့အားခံတယ်ဒါမဲ့ဆရာကောခင်ကဇွဲနေပဲជីជីပပနဲ့နဲ့နဲ့ကူတော့အော်လန်ကောလီအရှုံးပေးပြီးသူ့ပညာတွေရုပ်လိုက်ရပါတယ်ကောလီထွက်ပြီးနောက်ဘရုံးချစ်စီကကဝေပြန်မန်နဲ့ဟီးလိုက်ပါလာပါတယ်ရောက်တာနဲ့ဆရာကောစီကနှုတ်မိနဲ့ချုပ်တော့မကျင်စီကချုပ်မိသွားပါတယ် ဒီမဲ့ဆရာဆိုတဲ့အကောင်ကြီးနှိမ့်ဆက်တာတွေရိုက်တာတွေလုပ်နေတယ်အပေါ်စကားလည်းပြောနေတယ်ပထမတစ်ခါငါဝင်ကလေးကနိမညာကောင်းလို့ဘာမှမလုပ်နိုင်တာနဲ့ပြန်ထွက်သွားတာနင့်ကိုစော်ဖို့ငါဆရာနဲ့တွားတိုင်တာလို့မက်ဂျစ်စီကပြောပါလေမက်ဂျစ်စီရဲ့ဆရာကြီးတွေ့လာတာရွှင်ကျော်ပညာပဲကြီးတို့ငါတို့အစဉ်အသာထားအမေအသေးညူကြီးတော့ဆရာဟန်ကြီးနဲ့တွေ့တော့ဘာမှမလုပ်နိုင်ဘူးစိတ်လျှော့စမ်း နေလုံထားတာတွေပြန်ယုတ်လာလို့ပြောတဲ့အတွက်အတိုက်ဆက်တွေပြန်ယုံသိမှုဝင်လာခြင်းဖြစ်ရောက်ရှိပါတယ်။မကျင်စီရဲ့စကားပြောဆိုကြမ်းတဲ့အတွက်ဆရာကိုအောင်ခင်မမိဇက်ရေစင်းနဲ့လက်ပြန်ပစ်တော့မကျင်စီလန်ကြသွားပါတယ်။မိဇက်ပူရှင်ကြောင့်ဖြစ်ဖြစ်လုံးနေသည့်တိုင်ကြောက်ပါတယ်တခွမဟပဲအန်ကျိတ်ခံနေပါလေ။မက်တင်စီရဲ့တောက်ွက်ဖြစ်တဲ့ပထုံးတိုက်ဟာဆရာကိုအောင်ခင်ကဆက်ဖြတ်ထားလို့ဘလို့မှမဆွမ်းပါဘူး။အိမ်ဝန်းအနည်းတော်မကတ်နိုင်ဘူးလို့မက်တင်စီကဝန်ခံပါလေ။မက်တင်စီဟာ သူမဆရာဖြစ်သူရဲ့မိမချစ်ကြောင့်ပြူစားထားတဲ့အတိုက်တွေကိုမကျွေးမကြအကုန်စင်ပြန်ထုတ်တော့ပါလေ။နောက်တစ်ကြိမ်ထပ်ပြူစားခြင်းမလုပ်ဘူးလို့ကတိပြုပါလေ။သစ္စာရေတောက်ပါလေ။အတိုက်ဆက်အကုန်စင်ပြန်ထုတ်သစ္စာရေတောက်ထွက်သွားတဲ့အချိန်ဘရုံးကျင်စီဟာကြောက်ပါပြီလို့တခုမဟအရှုံးပေးတယ်လို့မဆို။နေမညာမနိုင်လို့ငါလောက်တာငါပြန်ထုတ်တယ်လို့ပြောပြီးထွက်သွားပါလေ။အသေးမှနာတဲ့အာခကဝေပြန်ပါပဲ။မကြောက်ဘူးအဲ့ဒီကုံစုံစကြီးဟာအရင်ကလိုပဲ ်ပြန်လဲအသက်ဝင်လာပါတယ်။ဂျောင်းသူဝဲသူတွေနဲ့ပိုးဆိုးပြေးလာပါတယ်။ကွန်ဆန်ကြီးဟာ1984ခုနှစ်ထိလှဲတဲ့ရက်ကွက်မှာရှိခဲ့ပါတယ်။ဦးသက်အရေးကြီးဖြစ်တဲ့နောက်ဆန်ရှင်လင်းမြောင်းဟာအဲ့ဒီဇာတိဆိုင်ကြီးနဲ့အိမ်ကိုရောင်းချပြီးမိုးရက်ကိုပြောင်းရွှေ့သွားတယ်လို့သိရပါတယ်။ဒါကတော့အမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးတာပါ။နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။